အသက်80ရွယ်အဘိုးတို့ကသူ့ရှိကတပင်းတပင်းကိုကင်လိုက်ပြီးနောက်တစ်ဆင့်ကနေတော့သူ့ဆန်းတဲ့အရာတစ်ခုခစ်ပြက်ခဲ့တယ်။အရင်ကအသက်ရှင်နေတဲ့တပင်းကချက်ချင်းတေထွက်ပြီးအဘိုးကတော့အသက်နင်းနှခန့်ငယ်သွားတယ်။သူ့ theory ကိုစမ်းသပ်ဖို့ချက်ချင်းပဲသူ့ပုဂ္ဂလိကစီယုံကိုတွားကစကားမပြောဘဲကုကင်ဘော်ကလူနာကိုလေပင်ညစ်လိုက်တယ်။ဒါပေမဲ့လူနာရဲ့ခန္ဓာကိုယ်ကဘာမှမထွက်တာကြောင့်အဘိုးကိုအန်အော်သွားပြီး နီးနာကဆရာဝန်တဦးကို လေပင်ညှစ်လိုက်တော့ဆရာဝန်ကအသက်ကြီးသွားတော့တယ်စကတ်အနေငယ်အတွင်းမှာပဲအဖိုးအိုကဆရာဝန်စီကစွမ်းအားတွေကိုစုပ်ယူလိုက်တယ်အခုလိုကြောင်းမတဖွဲ့ကောင်းတဲ့ငင်းကွင်းကလူတိုင်းကိုအန်အားတင့်စေပြီးအဖိုးအိုကတော့သူ့မှာရှိတဲ့စွမ်းအားကိုသဘောပေါက်ကညှစ်သက်သဘောကျသွားခဲ့တယ်အော်တန်မြန်းနေတူအဖိုးအိုကခွေးစိတ်ခန်းချီလူအားလုံးစီကစွမ်းအားတွေကိုစုပ်ယူလိုက်ပြီးချောမောလာပနဲ့လူငယ်တူဦးပြန်ဖြစ်သွားတယ် အဖိုးအကောင်ကြီးကပရာဟိတဖောင်ဒေးရှင်းတခုတည်ထောင်ပြီးအသင်းဝင်ဒီစီကယုံကြည်မှုရရှိရန်နဲ့အလူဝင်များရအောင်ကြိုးစားခဲ့တယ်။ကောင်လေးကလူအုပ်ကြီးကြားထဲမှာမတန်ဆွမ်းသူထန်ချင်းကပ်လာပြီးသူ့လက်ကိုဒူးပေါ်တင်လိုက်တယ်။နောက်တစ်စက္ကန့်နေတော့မတန်ဆွမ်းသူစီကဆွမ်းဟာရီစုပ်ယူလိုက်ပေမဲ့ဘာမှမဖြစ်ဘဲမတန်ဆွမ်းသူခြေတော့ပြန်ကောင်းစားပြီးမတက်ပြန်ထလာနိုင်ခဲ့တယ်။ဘေးနားကကလေးမလေးကတော့မွေးရပါနှလုံးရောဂါဖြစ်နေပြီးကောင်လေးက ခလေးမလေးစပင်းကိုတစ်ချက်ပွက်လိုက်အောင်နဲ့ခလေးမလေးရဲ့နှလုံးရောဂါပျောက်သွားတော့တယ်။လူကုန်လုံးအာအတင်ပြီးကောင်လေးကိုကယ်တင်ရှင်ဖြစ်ဂုဏ်ပြုကြတယ်။ကောင်လေးဟာတကယ်တော့အသက်80ရှိနေပြီဆိုတာဘယ်သူမှမသိကြဘဲသူ့ရဲ့စူပါပါဝါတွေဟာမတော်တဆမှုအာနေရရှိလာတာပါ။လွန်ခဲ့တဲ့6လခန့်မှာသူစက်တဲ့အခြေအနေကြောင့်အမျိုးသားတဦးတေဆုံးသွားခဲ့တယ်။ဆရာဝန်များက သူ့စန္ဒာအတိုင်းသူ့ကိုယ်ဝန်ကများကိုလူအနေသူတွေကိုလူတန်းခဲ့ကြတယ်။ စီပညာရှင်တူဦးချစ်တဲ့အမျိုးသားကသူ့ရဲ့စူပါပါဝါများကိုလွှဲပြောင်းရန်သူ့ရဲ့အင်္ဂါအစိတ်ပိုင်းတွေကိုလှူဒန်းခဲ့ပြီးကောင်လေးကတော့လက်ခံရရှိသွားပါတယ်။လှူဒန်းထားတဲ့အစိတ်ပိုင်းတွေကိုလက်ခံရရှိသွားတဲ့သူတွေကမတူညီတဲ့စူပါပါဝါတစ်ခုစီနဲ့သူ့ရဲ့လက်ကပေတိုင်းမှာလွှဲဝါစမ်းကျင်တဲ့အမတ်တားတစ်ခုပေါ်လာတော့တယ်။နှလုံးအစိတ်ပိုင်းကိုရရှိခဲ့တဲ့ကောင်မလေးကတော့မယုံနိုင်လောက်တဲ့အရှင်ယုံလင်းကြီးမားတဲ့ခွန်အားကိုပိုင်ဆိုင်ထားတယ်။အဆိုးအစိတ်ပိုင်းကိုရခဲ့တဲ့သူကတော့ ြေးထွေးစွာလေမှုထုတ်လိုက်ုံနဲ့လေမုန်တန်ချက်ချင်းဖန်တီးနိုင်တယ်။ကောင်လေးရဲ့အထူးကြောဆုံးစူပါပါဝါကတော့အခြားသူတွေရဲ့ Swine Andy ကိုအလွယ်တကူဆုပ်ယုံနိုင်တာကြောင့်အခုချိန်ထိငဲရွယ်နေသေးပါ။ခွဲစိတ်ခန်းထဲမှာလူနာကလည်းစူပါပါဝါရှိတာကြောင့်ကောင်လေးဟာသူ့ရဲ့ Swine ကိုတော့မဆုပ်ယုံနိုင်ခဲ့ဘူး။စူပါပါဝါတွေကွဲခြားသွားလာကြောင်းလူတစ်စီးတို့ဦးရဲ့ Swine များအားနည်းသွားခဲ့တယ်။ကောင်လေးကအခြားသူတွေကိုရှာခွေပြီး ူတို့ရဲ့အင်ကာများကိုသူ့ကိုယ်ပိုင်အဖြစ်အစားထိုင်ရန်ဆုံးဖြတ်ခဲ့တယ်။အကြီးဆုံးထစ်သွားခဲ့တယ်။သူ့ရဲ့ပထမဆုံးဖြစ်မှာကတော့အပြေးတန်ကြီးကောင်မလေး။ကောင်မလေးကိုဖမ်းဖို့ကျေးစားလူမောင်တွေလွတ်လိုက်တယ်။ကောင်မလေးဖေကတိုက်ကွန်ဒိုချန်ပီယံဖြစ်ပြီးတမီးကိုကာကွယ်ဖို့စတဲ့တိုက်ခိုက်ဖို့လုပ်တယ်။ကောင်မလေးဖေလည်းတိုက်နေပေမဲ့မောလာပြီးခဏနေတော့တပိတ်တွေပြေးလာပြီးကူညီပေးတော့တယ်။ကောင်မလေးကလည်းဂျားတဲ့ကနေကူညီပြီးလူသားတွေကိုတအူးချင်းကန်ထုတ်လိုက်တယ်။လူမောင်တွေသူ့စီအပြေးလာပေမဲ့ ကောင်မလေးက NDA ကိုအလွေတကူရှောင်ရှားနိုင်ပြီးမျက်စိတက်မှတ်ရတဲ့တဲမှာပဲတိုက်ပွဲကိုနေကုန်ချုပ်လိုက်တယ်။ကောင်လေးရဲ့အစီအစဉ်ကိုတားဆီးဖို့အတွက် ကောင်မလေးကအထာအစိတ်ပိုင်းပိုင်းနဲ့သူတွေနဲ့ဆက်သွယ်ပြီးဆွေးနွေးကြပြီးကောင်လေးကိုအနိုင်ရဖို့ပူးပေါင်းကြလို့ဆုံးဖြတ်ကြတယ်။သူတို့အားလုံးကောင်လေးရဲ့ Ludwig စခန်းသို့ရောက်သွားကြတယ်။ကောင်လေးကသူ့လက်ထောက်ခံတီကိုတိုက်ခိုက်ဖို့ခိုင်းတော့ကောင်မလေးကအသင်းဖော်တွေကိုအချိန်မီကာကွယ်ပေးလိုက်တယ်။ ကောင်မလေးနဲ့ကောင်လေးအခြေအနေတိုက်ခိုက်နေပြီးအခြားဆွာအားရှိသူကလည်းကောင်မလေးကိုကူညီပြီးဆွာအားတွေလွှဲပြောင်းပေးကြတယ်။ကောင်လေးရဲ့ညာဘက်လက်ကျိုးသွားပေမဲ့ရိုးရိုးရေတငိုးတောက်လိုက်တော့ဒဏ်ရာရနေတဲ့လက်မောင်းကပြန်ကောက်သွားတယ်။ကောင်မလေးကသူ့လက်ပေါ်ကအမှန်တရားကိုစိုက်ကြည့်ပြီးတွေးလိုက်တယ်။ကောင်လေးကိုတယောက်တည်းအနိုင်မယူနိုင်ပေမဲ့စီးလုံးနဲ့အတင်းဖွဲ့ကအနိုင်ယူနိုင်မှာတည်ကြတယ်။ကောင်မလေးကအရှိတက်သွားပြီးအတင်းတန်ကိုမြေဆောင်ထိုးပြလိုက်တယ်အတင်းတန်ကချက်ချင်းနားလေပြီးစွာထူးတုံလေးတော့ ကောင်လေးတော့ကောင်မလေးတော့လွင်းသွားသွားတယ်။ကန်ကောင်းထောက်မစွာကောင်မလေးကိုအတင်းတန်တွေဖမ်းမိပြီးပြီးအဖွဲလိုက်ဆွာအားကိုပြတ်တပ်ပြီးအကျဉ်နဲ့တိုက်ခိုက်ကြတယ်။နောက်ဆွာအားရှင်ကလည်းသူ့လက်ချောင်းတွေနဲ့ကြောက်တောင်းတွေကိုထိန်းချုပ်လိုက်တော့မရေမတော်နိုင်တဲ့ကြောက်တောင်းတွေကောင်လေးစီကျလာတယ်။အနိုင်ယူနိုင်ပေမဲ့မောလာပြီးအရှုံးပေးလိုက်တယ်။ဒါကတော့ကောင်လေးရဲ့လွင့်ကြတဲ့နီးတပြူဟာပါ။ကောင်လေးရဲ့ပြင်းထန်တဲ့စူပါဆွာအားကအဆောက်အဦကိုပရိုကျသွားစေပြီးလက်ဖွားကို ရေထဲထည့်ဒံယာအလုံးကိုကူတာဖို့ရေကိုစုပ်ယူပြီး ထပ်မံတိုက်ခိုက်တယ်။ကောင်မလေးမရှိတော့အခြားစူပါဆွမ်းရရှင်တို့လည်းတိုက်ခိုက်ခံရပြီးအကုံမြေကြီးပေါ်ပြုတ်သွားကုန်တော့တယ်။နောက်ဆုံးဆွမ်းရရှင်ကလက်နက်ချပြီးသူ့ဆွမ်းအားကိုကောင်လေးကိုလွှဲပြောင်းပေးညာကန်လိုက်လိုက်တယ်။သူ့အဖော်လေးရဲ့လက်ကိုတိတ်တိတ်ကိုကင်ထားပြီးကောင်လေးရဲ့ဆွမ်းအားအချို့ကိုကောင်မလေးထံသို့လွှဲပြောင်းပေးလိုက်တယ်။ကောင်လေးတခုခုလွှဲနေပြီဆိုတာသိလိုက်တဲ့အချိန်မှာတော့အယမ်းနောက်ကျသွားပြီ။သူ့လက်ဖော်ကအမှတ်အတားကတခြေဖြစ်မိန်ဖရောသွားပြီးကောင်မလေးကတော့ဆွမ်းအားပြင်နေပါတယ်။ကောင်လေးမတုံ့ပြန်ခင်မှာ ကောင်မလေးကကောင်လေးကိုအားပြင်းပြင်းထိုးပြီးမြေကြီးနဲ့ပုတ်ပြီးကြောက်တိုင်နဲ့သွင်းလိုက်တယ်။ကောင်လေးလည်းဓာတ်လိုက်ပြီးတေဆုံးသွားပြီးအဖွဲလုံးအန်ဒရီယေကိုကြော့ပြန်နေခဲ့တော့တယ်။